မိုင်ရေဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုလိုချိန်ကာလမှာပရိသတ်တွေအတွက်တင်ဆက်ပေးနေတဲ့ podcast ပိုင်းဖြိုးစုဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားပါရမယ်ဒီကနေ့မှာပရိသတ်တွေအတွက်ရွေးချယ်ထားတာကတော့စာရေးဆရာမနန်းနိုင်စနေဘာသာပြန်ရေးသားထားတဲ့နေကြာပန်းလေးတပွင့်လို့ပြုံးပါဆိုတဲ့စာအုပ်လေးတက်ကအကြောင်းအရာလေးပဲဖြစ်ပါတယ်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒီစာအုပ်လေးတက်က question ပြီးရဲ့ now ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် ကွာရှင်ပြည်ရဲ့နော်မျိုးသားမိတ်ဆွေတူဟာကျွန်တော်နဲ့တွေ့တော့သူကရှင်းပြီးတဲ့နောက်မှာကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကျွန်တော်ကိုပြောပြပါဗျ။သူအမျိုးသမီးနဲ့သူမကွာရှင်းခင်မှာအိမ်ကအိမ်သားအုပ်ကို နေတိုင်းတိုက်ဆေးရတယ်ဆိုတာကို သူမသိခဲ့ကြအောင တာသမီတွေကို ပြုစုပြိုးထောင်ရတာဒီလောက်စိတ်ပင်ပန်းနေစရာကိုသူမသိခဲ့ကြောင်းမိသားစုတာဝန်ကြောင့်လလတ်မှုတွေဆုံးရှုံးရကြောင်းတွေပြောပြပါရယ်ခမရအရင်မိမအစဉ်ပြေနေလားလို့သူ့ကိုကျွန်တော်မေးတော့ကျွန်တော်နဲ့ကွာရှင်းပြီးကတည်းကအဆက်အသွယ်မလုပ်ခဲ့တော့ဘူးလို့ဒုက္ခဆိုပါရယ်ကလေးတွေကိုသူလာမကြည့်ဘူးလားလို့ ကျွန်တော်ကဆက်မေးတော့ "तू ခေါင်းခါပြပါရဲ့။ तू မွေးထားတဲ့ကလေးကို तू မချစ်ဘူးလား"လို့ကျွန်တော်နားမလည်စွာနဲ့မေးတော့မိတ်ဆွေက "तू နဲ့ तू အမျိုးသမီးရဲ့ရခင်ကအကြောင်းတွေကျွန်တော်ကိုရှင်းပြမှာတော့ရင်"သူ့အမျိုးသမီးကမဆိုးဘူးလို့ဆိုရမယ်"သူနဲ့မယူခင်တုန်းကအပျော်အပါးလေးတွေရှိတတ်ခဲ့ပြီမဲ့သူနဲ့ယူပြီးချိန်မှာအိမ်အောင်တစ်ခုကို တီတီတန်တန်ထိမ့်သိမ့်နိုင်ခဲ့တယ်။ပထမကလေးကိုမွေးပြီးတော့အလုပ်ကိစ္စကိုအကြောင်းပြပြီး သူ့အိမ်ပြန်နောက်ကျတာတွေရှိလာခဲ့တယ်။ဂျာကိုသူ့အမျိုးသမီးကလည်းနားလည်ပေးတယ်။လင်းယောက်ျားအလုပ်မှာပင်ပန်းခဲ့တာကြောင့်နှစ်ပူနှစာလောက်တာမျိုးလည်းမရှိခဲ့ဘူး။ဒုတိယကလေးကိုမွေးပြီးတဲ့နောက်သူ့အိမ်ပြန်ချိန်တွေပိုနောက်ကျလာခဲ့တယ်။သူ့အမျိုးသမီးက သူ့ကိုကလေးတွေအတွက် အချိန်နည်းနည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကိုအချောင်းမျိုးမျိုးပြပြီးသူညှင်းဆိုခဲ့တယ်။ရှောက်ကမားကရှေးယိုအစဉ်အလာ ရှေးယိုအတွေးခေါ်နေမို့တားအိမ်မကတ်တာဟာချွေမကြောင်လို့ဆိုရယ်။ချွေမအပေါ်မှာလဲဆက်ဆံရေးတွေအေးဆက်ခဲ့တယ်။အိမ်အောင်သက်၈နှစ်အကြာမှာအမျိုးသမီးကသူ့ကိုအိမ်အောင်ကြတာ၈နှစ်ရှိခဲ့ပြီ ဒီအိမ်အတွက်ရှင်ပါတွေပေးဆက်ခဲ့တယ်ကျမအတွက်ရှင်ပါလုတ်ပေးခဲ့ဘူးတယ်လို့မေးပါတယ်ဒီအိမ်အတွက်ဒီမိသားစုအတွက်ငါပင်ပင်ပန်းပန်းပတ်စံတွေရှာခဲ့တယ်ထာရုံမင်းကငါ့ကိုဘာတွေလုပ်စေချင်သေးတယ်လဲဒါနဲ့ရင်မလုံလောက်ဘူးလားလို့ရှီဝေဝေနဲ့သူပြန်ဩပါတယ်ပစံရှာပေးုံနဲ့ရင်လုံလောက်ပြီလို့ရှင်းထင်နေသလားမိမတယောက်လိုအပ်တာဟာပစံပဲလို့ ရှင့်ထင်သလားတဆုပါလိုချင်သေးတာလဲစားဖို့မပူဝတ်ဖို့မပူလူရန်စိထားတာတောင်မင်းကမရသေးဘူးလားဘာမှမလုပ်ပဲအိမ်မှာဇိမ်းနဲ့နေရလှုပ်ချင်တာလှုပ်နေရတာမိမဗနယောက်လောက်ကများမင်းလို့ကံကောင်းဘူးတလဲလို့မချင်မနဲ့နဲ့သူပြောပါတယ်အိမ်အောင်ကြပြီးရဲ့ဒီကာလာတခြားကျမပေးဆက်ခဲ့တာရှင်မမြင်ခဲ့ဘူးကျမပင်မနာဘူးရှင်မတွေ့ခဲ့ဘူး သားသမီးတွေကတဘာဝအတိုင်းအလိုလျောက် ရှုပ်တည့်ရဲ့ကြီးပြင်းလာတယ်လို့ရှင်ထင်နေသလားလို့အမျိုးသမီးကရှင်နာနာနဲ့ဆိုပါရင်ငါကရောမပေးဆက်ခဲ့လို့လားမင်းရောဂယုမဆိုင်ခဲ့လို့လားမင်းရောပတ်စံနေပေးပေးနေရဘသူရောသားသမီးရဲ့ကြီးပြင်းလာတာဟာလဲငါရှာထားတဲ့ပတ်စံတွေနဲ့ကျွေးမွေးခဲ့လို့ပဲမဟုတ်လားသူစကားအစုံမှာအမျိုးသမီးစီက ဘာအတန်းမှထွက်မလာခဲ့တော့ပါဘူးအတ္တိတရားတစ်ခုနဲ့သူမနိုးထတင့်ပြီလို့သူမထင်လိုက်တယ်အဲ့လိုနဲ့ကွာရှင်းဖို့သူမစပြီးကန်းလှမ်းလိုက်တယ်အကြောင်းပြချက်မရှိတဲ့ကွာရှင်းခွင့်ကိုသူမတောင်းဆိုလိုက်တယ်ခလေးမယူပတ်စံမယူဘာပိုင်ဆိုင်မှုမှမယူပဲသူမဘဝကိုဖြုံတိခဲ့တဲ့ဒီယောက်ျား သူမကိုမပျော်ရွှင်စေခဲ့တဲ့ဒီယောက်ျားကိုပဲသူမကွာရှင်းကျင်နေခဲ့တယ်။မိတ်ဆွေအမျိုးသားဟာကျွန်တော်နဲ့စကားပြောနေရင်ဒီနေရာအရောက်မှာစကားရလိုက်ပြီးခေါင်းကိုငုတ်ချလိုက်ပါတယ်။သူတောက်တာများသွားလို့ဖြစ်မယ်ဆိုပြီးသူ့ပခုံးကိုကျွန်တော်ပုတ်လိုက်ပါတယ်။ မည်းတိလာဗျာခွာရှင်ပြီးရဲ့နောက်မှာကလေးနဲ့ကျွန်တော်ကိုယ်တိုင်အတွက်မိမကိုစားတခြားမိမတယောက်ကိုရှာကြည့်ခဲ့သေးတယ်။ဒါပေမဲ့ကျွန်တော်နှစ်သက်တဲ့သူကိုကလေးတွေကမနှစ်သက်ဘူး။ကလေးနေမနှစ်သက်လို့အဲ့ဒီမိမကိုခမည်းလက်မခံခဲ့ဘူးပေါ့လို့ကျွန်တော်မေးတော့သူကခေါင်းငိမ့်ပြရင်ဟုတ်တယ်။အခုချိန်ကြမှာ ကလေးတွေဟာသူတို့ကိုယ်တိုင် မကြည်ပြန့်တတ်ကြောင်းကိုကျွန်တော်သိလိုက်ရတယ်။မိသားစုဝေယဝစ္စတွေဟာ နေတိုင်းတလောက်များမှန်းကလေးနှစ်ယောက်ကိုထိမ့်သိမ့်ရတာဘဲမှလည်းသွားဖို့အချိန်မရှိမှန်းရေချိုကန်အိမ်သားနေတိုင်းတန့်ရှင်းနေတာဟာလေအကျိုးအကြောင်းရှိမှန်းအခုချိန်မှကျွန်တော်သိလိုက်ရပါတယ်။မိတ်ဆွေဟာ ရှင်ဖွင့်လိုက်ရလို့ပဲလားအရှက်အရှင်ကြောင့်ပဲလားမသိဘူး။ ူအာရပါရငိုကြွေးပါတော့တယ်။ကျွန်တော်မှာတော့နှစ်သိမ့်ဖို့စကလုံးတွေမဲ့နေခဲ့ပါတယ်။ယောက်ျားတချို့ဟာမိန်းမတယောက်ကိုချစ်ဖို့ဖယ်တော့အခါမှတင်ယူတက်မြောက်မှာမဟုတ်ကြောင်းကိုကျွန်တော်သိပါတယ်။တချို့ယောက်ျားကမိန်းမတယောက်ကိုလိုအပ်တာဟာအထင်းတော်တယောက်ကို သူ့လိုလို့အခိုင်းစေတယောက်ကို သူ့လိုလို့ဒါမှမဟုတ် မျိုးဆက်မျိုးရိုးတွေအတွက်သားသမီးတွေသူ့လူလိုပဲဖြစ်တယ်။ကျွန်တော်ရဲ့အဲ့ဒီမိတ်ဆွေကတော့မိန်းမတယောက်ဟာသူ့ဘဝအနှောင်းပိုင်းအတွက်အဲ့လောက်အရေးပါတယ်ဆိုတာကို နောင်တတရားနဲ့အတူ မရှုံနိုင်ဖြစ်နေခဲ့ပါတယ်။မိန်းမတယောက်ရဲ့ပျော်ရွှင်ချမ်းမြေ့မှုဆိုတာနမဲကြီးအဝတ်အစားတွေကိုဝှေ့ရလို့နမဲကြီးနောက်ဆုံးပေါ်ပစ္စည်းတွေကိုကင်ရလို့ ကာအကောင်စာမောင်းရလို့မဟုတ်ပါဘူးမိမတယောက်ရဲ့ပျော်ရွှင် ချမ်းမြေ့မှုဆိုတာငိုတဲ့အချိန်မှာချော့တဲ့သူရှိတာမောတဲ့အချိန်မိခိုစရာပခုံးရှိတာဖျားနာတဲ့အချိန်ပွေဖက်မဲ့သူရှိတာအားငယ်ချိန်အနားမှာဖေးမပေးသူရှိတာကိုကိုချစ်ပြီးနားလေပေးနိုင်သူရှိတာပဲဖြစ်ပါတယ် ဒီကနေ့အစီအစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်ဖတ်ပြပေးခဲ့တာကတော့ဆိုင်ရေးဆရာမနန်းနိုင်စနေဘာသာပြန်ရေးသားတဲ့နေချပန်းလေးတပွင့်လို့ပြုံးပါဆိုတဲ့အစာအုပ်ထဲကကော်ရှင်ပီရဲ့ now ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့နားဆင်ကြရတာအကြိုက်တွေ့မယ်လို့လည်းမျှော်လင့်မိပါတယ်။ဆက်လက်ပြီးတော့ပရိသတ်တွေအတွက်တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုနောက်တစ်ပတ်အစီအစဉ်ဒီမှာလည်းဖတ်ပြတင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်နားဆင်အားပေးကြပါဦးနော်။